ရှင်ဖုရားကျူတော်မေကွန်းတစ်ခုမေရှားခွင့်ပြုပါဖုရားတပည့်တော်မေးချင်တာအလူတကားအလူတဲမှာဘယ်လူကအမှုမြတ်ဆုံးလဲပေါ့နော်တပည့်တော်တာဘူးနာဝရှိတာဖုရားအလူလို့ရှင်ဖုရားတည်တာပေါ့နော်ပြီးတိန်ရဲ့လူတို့နောက်ပြီးတော့ဒီတရားလူတို့အဲ့လိုမျိုးမျိုးမျိုးရှိပေါ့ဒါပေမဲ့ဘယ်လူကအမှုမြတ်ဆုံးလဲဆိုတာတပည့်တော်သိကျင်တာပါဖုရား ဒီတရားအထုတ်တဲ့ဒီအလုံးနဲ့ပတ်သက်ရင်တော့ဓမ္မဌာနပေါ့အလူတကာလူထဲမှာတရားလူဟာအမြတ်ဆုံးပဲပေါ့အဲ့လိုမျိုးပဲဒီဆရာတော်တို့ကတော့သိတာပေါ့နော်ယူတန်တန်တခြားတရားမထုတ်တဲ့လူတွေဆိုရင်တော့ဒါတိမ်လူတာမြတ်တယ်အဲကထိန်လူဟာမြတ်တယ်ဒီလိုမျိုးပြောကြတာရှိတာပေါ့အဲဒါပေမဲ့လည်း ီတေချာတာကတော့အခုလိုတရားအလှပေါ့ဒါတရားတရားလှတယ်အခုယောဂီတွေကတရားအလှလာခံတယ်အဲကိုကတိတလောက်ပြန်ပြောတယ်ဆိုရင်တရားပြန်လှတယ်တရားအလှကအလှတကအလှထဲမှာဓမ္မဒါနကအမျက်ဆုံးပဲပေါ့အဲ့လိုမျိုးနားလေတာတိမ်ဆိုတာလဲယောဝတ္ထုပဲသင်္ကန်းဆိုတာလဲကထိန်သင်္ကန်းဆိုတာလဲယောဝတ္ထုပဲယောဝတ္ထုကိုလှတာတက်ဆိုင် တရားအသိဉာဏ်တွေကိုလှူတာမျှဝေတာကတော့အမျက်ဆုံးပေါ့အဲ့ဒီလိုမျိုးနားလေတယ်အဲ့ဒီအဲ့ဒီဟာကိုလည်းလက်တွေ့လည်းတရားတွေလှူနေတဲ့အခါကျတော့ကိုယ်ကိုယ်တိုင်လည်းတရားတွေနာတရားစာအုပ်တွေဖတ်တဲ့အခါကျတော့အဲ့အဲ့ဒါကိုတော့လက်ခံတယ်ဟုတ်လားအမျိုးမျိုးတော့ပြောနိုင်တာပေါ့နော်ဒါပေမဲ့တည်ကြတာကတော့ဒီတရားအသိဉာဏ်တွေပေါ့တရားနဲ့ပတ်သက်တဲ့အမှန်တရားတွေပေါ့ အလုတ်ဖြစ်တဲ့ကျင့်စဉ်တွေပေါ့ဒါနသီလဘာဝနာအလုတ်တွေပေါ့အဲ့ဒါတွေကိုစုပေါင်းလုပ်ကြမယ်ဆိုပြီးတော့ဟိုအလူပွဲကြီးပေါ့တရားအလူပွဲကြီးတရားရည်တာတခုဒီဆောက်ဒီထောင်လိုက်တယ်ဆိုတာကတရားအလူတွေကိုလုံချင်တဲ့လူတွေကို ဖိတ်ခေါ်လိုက်တာပဲအမြဲလုံမလားယာယီလုံမလားနည်းနည်းလုံမလားများများလုံမလားဝိုင်းလုံကြမယ်အဲ့လိုလုံရင်းနဲ့တရားရိပ်တာတွေတခြားရိပ်တာတွေလည်းအများကြီးသူ့အနေနဲ့သူရှိကြပါတယ် ဒါပေမဲ့တဘာတရားဟိတာကတော့2009နဲ့ကစပြီးတော့ရန်ကုန်မြို့ကစလိုက်တာနိုင်ငံတကာနိုင်ငံသားတွေကပါပြန့်နှံ့သွားတာပေါ့တောက်လျှောက်ကတော့မြေအလူခံရရှိတာတွေဒီရိတ်တာအတွက်အလူခံဗက်ဆုံအလူဝင်ရရှိတာတွေအခုဆိုလေအိန္ဒိယဗုဒ္ဓဂယာအတွက်အလူခံရရှိတာတွေအဲ့ဒါတွေကတော့အဆင်မပြတ်ကိုအလူခံရရှိနေတာတောက်လျှောက်လည်းရိတ်တာတီထောင်တဲ့လုံကောင်တောက်လျှောက်လုံနေတာအဲ့ဒါကတရားတရားနဲ့ပတ်သက်ပြီးတော့ တရားရိတ်တာရှိမှလည်းအခုလိုပေါ့ဒါဆိုရင်သိတာလေတခြားကြောင်းဆိုရင်ဒီလောက်မလွတ်လပ်ဘူးပေါ့ဒါကိုကိုတဘာတရားဟိတာပိုင်တယ်ထိုင်းတကာကြီးနာမည်နဲ့ဝယ်ထားတယ်အဲတော့အဲတော့ကိုပိုင်တယ်ဆိုတော့ကိုအန်ကိုအမြဲဖွင့်လို့ရတယ်တခြားကြောင်းတွေဆိုရင်အဲဒီလောက်အထိမလွတ်လပ်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့ပြီးတော့ထိုင်းဘုံကြီးကြောင်းတွေကလည်းတပြည့်တော့တိလောက်တော့ဒီအစိုးရပိုင်တဘောမျိုးတွေကများတယ် ကိုပိုင်မဟုတ်ကိုပိုင်မဟုတ်တော့ဟိုမလွတ်လပ်ဘူးပေါ့နော်ရရမြအလူငွေတချို့เจ้าနေဆိုရင်ရရမြအလူငွေတွေကိုဒါကောဘကောက်ပဲဖြစ်လို့ပြန်အပ်ရတာပြောလို့တဘာတရားဟိတာတွေကတော့ကိုပိုင်ပဲဟိုတန်ခါနာကအဖွဲ့စည်းနဲ့မဆိုင်ရိတ်တာပိုင်နဲ့ဘုံကြီးเจ้าနေရှိတယ်အဲ့ဒါတွေကလည်းကိုပိုင်ပဲကိုကကိုတီထောင်တာပေါ့ရိတ်တာတွေဆိုလည်းကိုပိုင်ပဲတန်ကိကပိုင်ကြတော့တိတ်ပြီးတော့မလွတ်လပ်ဘူးဟို အများရဲ့အများပိုင်တော့အများခွင့်ပြုမှရတာပေါ့နော်ကန့်ကွက်မဲ့လူရှင်လုံးလုံးမရဘူးပေါ့ကိုပိုင်ဆိုတာကြတော့ကိုမားသွားရင်ကိုခံမယ်အဲ့ဒီဘောမျိုးပေါ့ကိုတာဝန်ယူရဆိုရင်ပြီးသွားတာပဲတန်ခိကဆိုတော့အဖွဲစည်းနဲ့တန်ခါအဖွဲစည်းကပိုင်တာမျိုးကြတော့တယောက်ကကန့်ကွက်ရင်လုံးလုံးမရအောင်အဲ့တော့အများဆိုတဲ့ဟိုကတယောက်တစ်ပေါက်ဆိုတော့လောက်ကန်ရတာခက်တယ်ပေါ့အဲ့လိုအာအဲ့လိုမျိုးစီလုံးညီညွတ်မှုရှိရင်တော့ပြောစရာမရှိဘူးပေါ့လေအများဖြစ်ရတော့ အဖွဲစည်းဆိုတဲ့ဟိုကခေါင်းဆောင်ကောင်းမရှိဘူးဆိုရင်တယောက်တစ်ပေါက်ဖြစ်နေဘာမှလုပ်လို့မရပဲနဲ့ဒီထိန်းသိမ်းဆောင်လျှောက်တဲ့သဘောမျိုးတွေကများတယ်ပြီးတော့တပါတရားဟိတာကြတော့ဒါပုဂ္ဂလိကပိုင်းပေါ့ဒီပြီးတော့တီထောင်တယ်ဒါဘုန်းကြီးတွေရောတိလရှင်တွေရောယောဂီတွေရောနိုင်ငံခြားတွေရောစုပေါင်းပြီးတော့ပိုင်တဲ့အဖွဲ့အစည်းပေါ့အစိုးရနဲ့မဆိုင်ဘူးပေါ့အစိုးရနဲ့တော့ ေါင်းတော့ပေါင်းလောက်တာပဲလေအစိုးရပေါင်းဆိုနေတော့ပေါင်းလောက်တာပဲဒါပေမဲ့အစိုးရဘိုင်ဆိုရင်တော့ကျေပြန့်လွန်းတဲ့အတွက်လောက်ကန်ရတာခက်တယ်အဖွဲ့အစည်းကအရန်ချီးသွားတာပေါ့အစိုးရကြတော့ပုဂ္ဂလိကကြတော့လွတ်လပ်တာပေါ့တပြိတော့စွန့်နိုင်နေဆိုရင်တပြိတော့တဘောကအဓိကဒါပေမဲ့တပြိတော့လှုပ်ချင်နိုင်တော့မလှုပ်ဘူးလေအားလုံးနဲ့ညှိနှိုင်းပြီးလှုပ်တာပေါ့ရွေးချယ်စရာအဖွဲ့အစည်းတစ်ခုကပရိုက်တာလုပ်ငန်းဆိုလဲတဘာတရားဤတာအကြီးကျယ်ကိုလုပ်နေတာပဲ ဟိုတကယ်လုပ်တဲ့လူတွေဆိုရင်သိတယ်ပေါ့ပရိုက်တာလုပ်ငန်းတွေသိတယ်ဌာနဆိုင်ရာတွေသိတယ်သူတို့လည်းစေယုံတွေကလည်းလက်မခံနိုင်ရိတ်တာပဲပို့ရတာလူမှုရေးလူမှုရေးအဖွဲ့အစည်းတွေလည်းသူတို့မှလမ်းမေးဒုက္ခရောက်အောင်သူတို့မှလက်ခံထားစရာများများမရှိဘူးကြဲကြဲမရှိဘူးနောက်ဆုံးကျတော့တပါတရားရိတ်တာပဲပို့ရတာအဲတော့ရိတ်တာကတော့တကယ်ကိုဟိုမြန်မာနိုင်ငံနဲ့တပါတရားရိတ်တာနဲ့ကတော့တရားတဲလို့ဖြစ်နေတာပေါ့နော်မြန်မာပြည်တွင်းရဲ့မြန်မာနိုင်ငံသားတွေရဲ့ရှင်းမရတဲ့ဒုက္ခတွေ ဒါတဘာတရားဟိတာမှာပဲလမ်းဆုံးတာများတယ်ရိတ်တာရိတ်တာကနိုင်တလောက်ဖြည့်ရှင်းပေးတာပါလေအဲ့ဒါတွေအကုန်လုံးကတော့ဒါတရားအလူကြောင်းပေါ့တိန်လူတာကထိန်လူတာလောက်ကထိန်လူတာကတော့ဒီတရားတရားလောက်ဖျားဟောတဲ့တရား အသိဉာဏ်တွေပေါ့တရားအမှန်တရားတွေလောက်တန်ဖိုးရှိတာတော့မရှိဘူးပေါ့ယုတ်ထုလူတာနဲ့အသိဉာဏ်လူတာနဲ့ယုတ်ထုကပုံပြီးတန်ဖိုးရှိတာအသိဉာဏ်ပုံတန်ဖိုးရှိတာပေါ့ယုတ်ထုထဲမှာဆိုရင်တော့တန်ဃာတွေမွေးထုတ်တဲ့တိမ်ဆိုတာကတန်ဖိုးရှိမှာပေါ့လေတင်ငန်းထဲမှာလည်းကထိန်တင်ငန်းကတော့ပို့ပြီးတော့အချိုးများမှာပေါ့ သူ့အာနဲ့သူပေါ့နော်ဟုတ်လည်းပြီ